မင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ Love Voice ဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ထိုးတစ်ခုအကြောင်းပြောပြသွားမှာပါ စာသားတွေကိုအတန်အဖြစ်အလွယ်တကူပြောင်းလို့ရတဲ့ထိုးပါဒီဗီဒီယိုမှာ Love Voice ကိုဘယ်လိုအသုံးပြုရမလဲဆိုတာအသေးစိတ်ရှင်းပြပေးသွားပါမယ် Love Voice ဆိုတာ text to speech tips ထိုးတစ်ခုပါ ရေးထားတဲ့စာသားတွေကိုတဘာဝကြတဲ့အတန်တွေနဲ့ပြောင်းပေးနိုင်ပါတယ်ဘာသာစကားပေါင်း80ကျော်နဲ့ အတန်ပေါင်း200ကျော်ကို အသုံးပြုနိုင်ပါတယ်။ဒါအပြင် document the voice feature ပါဝင်ပြီးစာရွက်စာတမ်းတွေထဲကစာတွေကိုလည်းအတန်အဖြစ်ပြောင်းပေးနိုင်ပါတယ်။ ကဲ love voice ကိုဘယ်လိုသုံးရမလဲဆိုတာလေ့လာကြည့်ရအောင် ပထမဆုံးအနေနဲ့ love voice ရဲ့ website ကိုသွားပြီးအကောင့်ဖွင့်ပါပြီးရင်တင်ပြောင်းကျင်တဲ့စာသားကို ရိုက်ထည့်ပါဘာသာစကားနဲ့အတန်ကိုရွေးချယ်ပါပြီးရင် convert ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါပြီးရင်အတန်ဖိုင်ကို download လုပ်နိုင်ပါပြီးအခမဲ့အသုံးပြုသူတွေအနေနဲ့အကြိမ်ဖန်တီးတဲ့အခါစာလုံးရေ20000အထိအသုံးပြုနိုင်ပါတယ် Le Voice မှာအခမဲ့အသုံးပြုနိုင်တဲ့ဝန်ဆောင်မှုတွေအပြင်အစင်းကြီးလှုပ်ဆောင်ချက်တွေအတွက်ဝယ်ယူရတဲ့အစီအစဉ်တွေလည်းရှိပါတယ်။ဒီထို့အကိုဗီဒီယိုတွေအတွက်အတန်ထည့်တာ podcast တွေအတွက်အတန်ဖန်တီးတာစာအုပ်တွေကို အတန်နဲ့နားထောင်တာစတဲ့ level မျိုးမျိုးမှာအသုံးပြုနိုင်ပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။လွယ်ပွဲစာကိုစမ်းသုံးကြည့်ပြီးတင်တို့ရဲ့အတွေ့အကြုံတွေကို comment မှာပြောပြခဲ့ပါဦး။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပြီး channel ကို subscribe လုပ်ပေးခဲ့ပါဦးနော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။